သုပ္ပိယုတ်ကကြတော့ဟိုရုပ်အေးလေးပေါ့မျက်နှာမျက်နှာအေးလေးဆိုတော့ရုပ်အေးတယ်ဗမာဆန်တယ်လို့ပြောတယ်ဗမာဆန်တာမဟုတ်သူကရုပ်အေးရုပ်အေးတာမျက်လုံးလေးဝိုင်းဝိုင်းနေတော့မှားလို့မရအောင်မှားလိုက်တာနဲ့ဟိုရုပ်ပြတ်သွားမှာပေါ့အဲ့ဒါကြောင့်အော်ပုပ်ပပပါလေးပုံစံလေးပေါက်ရမယ်ပြီး brighter shower ဆိုတဲ့ခေါင်းစဉ်အောက်မှာလည်းအဲဖြစ်ရမယ်ဆိုတော့အဲ့ဒါမျိုးလေးနဲ့လိုက်အောင်လို့ဟိုအကုန်လုံးဟိုသူ့နေရာလေးနဲ့သူပဲခွင်ကြပပယာလေးပဲထည့်ပြီးတော့အလားဆုံးပြင်ပေးဖြစ်တယ်ပေါ့နော်ဟုတ် အဓိကတော့လေသူဟိုဆယ်လီတွေရဲ့ပွဲကိုပြင်တော့လေချွတ်ရတော့ပြောပါတော့ဟိုပိုဂယူးဆိုင်လာဆိုမဟုတ်ဘူးသူတရိုးသမီးတိုင်းကိုဂယူးဆိုင်တယ်အမျိုးသမီးတယောက်ရဲ့ဘဝမှာမင်္ဂလာဆောင်တဲ့အချိန်ကသူအရန်နှာချင်တဲ့အချိန်ပေါ့နော်အလားဆုံးအချိန်ဖြစ်ရမယ်အဲ့လိုမျိုးတက်ကိုပို့ပြီးတော့တရိုးသမီးတိုင်းကိုသူဂယူးဆိုင်ပြီးတော့ပြင်ပေးတယ်အဲသူ့ဆိုလို့ရှိရင်လေကိုတရိုးသမီးလေးတယောက်လိုပဲစိတ်ခံစားချက်နဲ့ပြင်တော့ မင်းသမီးဆိုရင်တော့မှထွက်နာရီပါအောင်မှတင်မှာကိုကလေးရောဇွဲလေးထုတ်တာတော့အမျိုးဆုံးလေးရှောက်လို့တာရီပါအောင်မှပေါ့နော်ကိုပညာကိုအရင်ပြချင်တာဟုတ်မဟုတ်ဘဲနဲ့သူတို့သမီးလိုပဲကိုဟိုရင်ရင်လေးနဲ့လှလှလေးဖြစ်သွားအောင်လို့ကိုဟိုပြင်ပေးထားတယ်အဲထွက်လာတဲ့ result ကလေးကလည်းချိန်တက်စရာကောင်းတယ်ပေါ့နော်ဟုတ်ကားတော့ဝါဒနာပါတဲ့ကိုယ့်ရဲ့ငငယ်လေးတဲ့အိမ်မက်အလုပ်တွေပေါ့နော်ကိုဘွားတစ်ခုလုံးကိုလည်းအဲကိုယ့်ရဲ့ မိသားစုတွေရောကိုယ်ပွားတွေရောကိုယ်တစ်ဖက်တွေရောစားနေလေဒီလုပ်ငန်းတွေပဲအာအလုံးဒီ makeup လုပ်ငန်းတွေပဲစားတော့လာဖြစ်တဲ့အတွက်အာ makeup ကိုဒီဝါမကျွတ်ခင်မှာ upgrade သွားလုပ်လိုက်ကြပေါ့နော် upgrade သွားလုပ်ပြီးတော့ဘန်ကောက်မှာ upgrade လုပ်ပြီးတော့ပြန်လာတော့တော့ချောက်ဒီကိုနဲ့အပ်ထားတဲ့အလုပ်တွေပေါ့လေအလုပ်လုပ်ဖြစ်ပါတယ်လုပ်ဖြစ်ပြီးတော့လည်းဒီထဲမှာမှာ true ကြကြ salary salary တွေရဲ့ ပွဲတွေလည်းပါသလိုပွဲတက်တွေလည်းပါတယ်မင်္ဂလာပွဲတွေလည်းပါတယ်ဆိုတော့လိမ့်ပေးဖြစ်နေရပါဟုတ်အဓိကတော့စီစဉ်နာမာကြီးနဲ့ဒိဋ္ဌိပေါ့เนาะပြီးတော့ဒိဋ္ဌိရာကြတော့လည်းကိုလိမ့်နေကြကိုသမီးဆိုတော့လည်းအမြဲလိမ့်ပေးဖြစ်တော့အာဆအမြဲရောက်တဲ့ကလည်းသူ့အပြောင်းလဲလေးတွေလိမ့်ပေးဖြစ်တယ်ဒါပေမဲ့ပုံတွေတင်လို့မရအောင် program တွေကမထွက်သေးတော့လေအဲ့နဲ့အာစုပြေတို့ရဲ့ဟိုအထင်နဲ့ညမ်းတဲ့ပွဲမှာညမ်းတဲ့ပွဲမှာနေလိုက်တော့အဲ့ပုံတွေကလည်းတော်တော်ကို လူမှုကွန်ရက်မှာလည်းပောက်တယ်ပေါ့နော်ဒီလှွားတယ်ရုပ်ပြောင်းသွားတယ်ငရုပ်ကလေးဖြစ်သွားတယ်ဆိုတော့ဒီရည်ရဲ့စူးစမ်းအထုတ်မှုလည်းပါတယ်သူ weight တွေလည်းချရလဲပါတယ်သူလည်းလှနှက်လှလေးနေပေးတာလည်းပါတယ်နှက်လှလေးနေပြီးတော့ပောက်တော့လဲပြီးတော့ကျတော့လေဒီသူပြန်မရောက်ခင်အဲဘန်ကောက်ပေါ့နော်ပြခီးတွေသွားပြီးစပိန်တို့ပေါ်တူဂီတို့အဲ့ဘက်မှာသွားရတယ်လေဒီရည်ကလမ်းပြီးတော့အမေးပြန်လာလို့ရှိရင်တော့တပွဲတော့လည်းရမှာနော်တပီးတော့စီစဉ်ထားတယ်ဆိုတော့ဝမ်းတာရေပေါ့နော်အရင်ပွဲအစီအစဉ်တွေမှာသူတို့ကမပါမပါအောင်လေးဂျန်နဲ့မိတ်ကက်ဆရာကြီးသူ့အတူနေရာချလာပြီးသားဆိုတော့ အတပွဲလေးမြတ်မယ်ဆိုကိုလည်းဝမ်းသာအားရနဲ့ကိုပြောပါဗောလေဘာပြပြောကိုရဲ့အမှုပညာကိုခြားပြခွင့်ရမယ်ဆိုတော့အာသရုပ်စီစဉ်ပြီးတော့လဲအဲအဲ့ဆိုပြန်လာတော့တိုင်မြင်ပြီးတော့လောက်ကြမယ်ဆိုတော့အထူးကတော့ဒိဋ္ဌိရောဗောဒိဋ္ဌိရဲ့မာကြီးရဲ့ဗောအဲ့ဒါလိမ့်ပေးလိမ့်ပေးပါဆိုတော့လဲကိုကလည်းလူလိုချင်တဲ့လိမ့်ချင်တာဗောလေလိမ့်ချင်တော့အာလိမ့်ပေးဖြစ်တော့စုပ်ပြစ်လေးကလည်းငကိုရဲ့လည်းလှပြီးသားတော့သူတို့မျိုးကမျက်လုံးနှာခေါင်းနှာခမ်းအကုန်လာကြတော့ကိုကလည်းကိုရဲ့ပညာလေးနဲ့ဗောလေထပ်ပတ်ပို့လိုက်တဲ့အချိန်မှာ ဟိုမကြော်နေတော့အရန် eyeshadow ကြီးများတာတို့ဘာလို့ညာတော့လည်းမဖြစ်တာတော့ဟိုတသက်ရဲ့ကလေးနဲ့လှပါတော့လေအဲသူ့ရဲ့ပြိတက်လည်းခြိုက်သလိုသူ့ရဲ့ငယ်စင်ဖန်တွေကလည်းအဲသူ့ကိုအမားခံချစ်ပေးကြတယ်ပြီးတော့ကိုယ့်ရဲ့ makeup ချစ်တယ်ကိုယ့်ရဲ့ပြိတက်ကလည်းအဲ့လိုချစ်ပေးကြတော့လေအာပောက်သွားရပေါ့နော်ပောက်တယ်ဆိုတာကြည်လို့ကောင်းတယ်အဆင်ပြေတယ်မတူရေးဆိုတော့အဲ့ feedback ကလေးတွေကိုကိုယ့်အနေနဲ့တော့ဟိုကျေနူးကျေနူးရတာပေါ့လေဟုတ်ဆုပ်ပြုတ်ပြရမယ်ဆိုတော့ဆုပ်ပြုတ်တော့အစရောကတော့လိမ့်ဘူးတယ် သူလွန်ခဲ့တဲ့ academy ရတော့ပါတော့နေပြီးတော့မှဆက်ဆောင်ချင်းပထမ academy မှာလိမ့်ဘူးတော့တောက်လျှောက်လဲတနှစ်လောက်ရှိမဲ့ထင်တယ်တောက်လျှောက်လဲလိမ့်ပေးဘူးတယ်ပေါ့နော်ကိုယ်ဆိုင်ကလေးလည်းလိုက်ဘူးတယ်နောက်ပိုင်းမှကိုယ်က shooting နေလဲမလိုက်နိုင်တော့မလိမ့်ပြပြလာဆိုတော့စုပ်ပြေရုပ်ကကြတော့ဟိုဘယ်လိုကရုပ်အေးလေးပေါ့မျက်နှာမျက်နှာအေးလေးဆိုတော့အရုပ်အေးတယ်ဗမာဆန်တယ်လို့ပြောတယ်ဗမာဆန်တာမဟုတ်သူကရုပ်အေးရုပ်အေးတာမျက်လုံးလေးဝိုင်းဝိုင်းနေတော့မှားလို့မရအောင်မှားလိုက်တာနဲ့ဟိုရုပ်ပြတ်သွားမှာပေါ့အဲ့တော့ကြောင့် ဟိုပုပ်ပပပါလေးပုံစံလဲပေါက်ရမယ်ပြီးတော့ bridal shower ဆိုတဲ့ခေါင်းစဉ်အောက်မှာလည်းအဖြစ်ရမယ်ဆိုတော့အဲ့ဒါမျိုးလေးနဲ့လိုက်အောင်လို့ဟိုအကုန်လုံးဟိုသူ့နေရာလေးနဲ့သူပဲခွင်ကြပပယားလေးပဲထည့်ပြီးတော့အလားဆုံးပြင်ပေးဖြစ်တယ်ပေါ့နော်ဟုတ်ကိုလိန်နဲ့ makeup ခေါ်ပြီးတော့မမ်မင်မြတ်ပေါ့ဒီဇိုင်နာမင်မြတ်ပါဆိုလဲဆိုလဲအဲတိုင်မြင်တယ်မအေးဘယ်လိုလုပ်ကြမလဲ လှချင်တာလေနှစ်ယောက်စလုံးကသူလည်းသူ့ရဲ့စုံလှချင်တယ်လို့ကိုလည်းကွန်မစ်ကောက်လာတယ်ဒါပေမဲ့နှစ်ယောက်စလုံးကလည်းနေလာငါလာခွဲထွက်နိုင်လည်းမဟုတ်ဘူးမမစ်မနဲ့ရလည်းတော်တော်ကိုသူ့နဲ့ကအစီကတ်တာများတယ်အစီကတ်တော့အမကြီးဒီလိုလုပ်မယ်စပင်လေးဆိုတဲ့ဒီလိုလုပ်မယ်နော်စပင်နောက်ကပန်းကတ်ကလေးရာဆာဟမ်းမိတ်ကလေးတွေဘယ်လိုလုပ်မယ်နော်ဆိုပြီးတော့အဲအဲ့လေးတိုက်မယ်နော်အဓိကတော့ အဖွဲတစ်ခုပေါ့တင်းတစ်ခုလိုမျိုးပဲကောင်းသွားတော့ makeup ကလည်းကောင်းတယ်ဝစ်ဆုံလည်းကောင်းတယ်ဓာတ်ပုံလည်းကောင်းတယ်ပြီးတော့ကျတော့ဒီ set integration ပေါ့ mac crystal ကိုလည်းကောင်းတယ်အဲ့လိုမျိုးပေါ့ရဲနောက်ဆိုဆိုဓာတ်ပုံဆိုလို့ရှိရင်သူတို့ကောင်းတယ်ပြီးတော့နောက် video ရိုက်တဲ့ team လည်းကောင်းတော့အကုန်လုံးကောင်းတော့ပုံကောင်းလေးလည်းရသလိုအပြင် result ကလည်းတကယ်ကိုလာသူ video လည်းတင်ထားပါတယ် makeup စလိုက်နေရ video လေးဆိုတော့ YouTube မှာဝင်ကြည့်လို့ရတယ်အဲတင်ထားတော့အရသာပေါ့အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်သွားပါပေါ့လေစတယ်ကသူတို့မိသားစုတကယ်ကိုစီးလုံးတယ်မာကြီးဆိုလို့ရှိရင်လည်း pressure တို့ဘာလို့တော့ကိုဟိုအမေရိကလိုမျိုးနေရာနေပြီးတော့ဘာဘီမဆိုဘုံလိုက်ကိုယူလာလေဒါဆိုရင်ကလေးတယောက်တက်တာမှသူဖူးယူဆိုင်သူ့ရဲ့ညီမတွေသူ့အမေတွေအဲသူတို့အမျိုးဘလောက်ချစ်ကြမလဲဆိုတော့မြင်နိုင်ပါတယ်သူတို့တန်ရောစင်ချစ်ချင်းမြတ်တာတွေကိုဆိုတော့ပြီးရင်သူတို့တွေပြီးတက်မလား NDT တို့လူကြီးပိုင်း NDG တို့ NDT တို့ NDM တို့ဆိုလို့ရှိရင်ဟိုအမကြီးအိမ်မှာသွားစုမုတ်တွေစားလိုက်ကြပြီးရင်ဆိုင်တွေမှာစားလိုက်ကြဆိုတော့ ဒီလိုဒီတက်တီရွယ်ထီအာလုံးချစ်ခင်နေဖို့ဆိုတာရှားရလေတကယ်သူမိသားစုကတကယ်ပမာဆန်ပြီးတော့အဲ့လိုချစ်တတ်တဲ့မိသားစုကြီးပေါ့နော်တရားတရားလည်းကူညီတတ်တဲ့မိသားစုကြီးပေါ့ဟုတ်အဲသူတို့ရဲ့ generation ပေါ့နော်ဟိုအကောလုံးမျက်လုံးလေးတွေနှာခမ်းလေးတွေနှာခေါင်းလေးတွေအစအကုန်လှကြတယ်ဟုတ်အော်ဝမ်းသာပါတယ် main ကလေးတယောက်ကိုဒီလိုမျိုးဟိုမင်္ဂလာမင်းသမီးလို့မကြည့်ပဲနဲ့အမျိုးသမီးတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ဒါမင်္ဂလာပွဲတွေလည်းဟိုသူ့ရဲ့ ပါဝင်တဲ့မင်္ဂလာပွဲတွေเนาะတောင်ရနာစွန်ကြွေးတာအာပွဲမင်္ဂလာဆောင်ပွဲကြီးတင်တာပေါ့စသဖြင့်လဲဒါဒီလိုမျိုးထားတယ်ဆိုတော့သူ့ရဲ့တန်ဘိုးပေါ့เนาะတန်ဘိုးတစ်ခုနဲ့ဆိုတော့အတိုင်းမသိဝမ်းသာပါတယ်ဂုံလဲဂုံယူပါတယ်ဟုတ်အဓိကတော့လေသူဟိုဆယ်လီတွေရဲ့ပွဲကိုကျင်တော့လဲချို့ရတော့ပြောပါတော့ဟိုပိုဂယူးဆိုင်လာဆိုမဟုတ်ဘူးသူတရိုးသမီးတိုင်းကိုဂယူးဆိုင်တယ်ဘာဖြစ်လို့ဆိုတော့ အမျိုးသမီးတယောက်ရဲ့ဘဝမှာမင်္ဂလာဆောင်တဲ့အချိန်ကသူအရန်လာခြင်းတဲ့အချိန်ပေါ့နော်အလားဆုံးအချိန်ဖြစ်ရမယ်အဲ့လိုမျိုးတက်ကိုပို့ပြီးတော့သရိုးသမီးတိုင်းကိုသူဂယုစိုက်ပြီးတော့ပြင်ပေးတယ်အဲသူ့ကိုဆိုလို့ရှိရင်လည်းကိုသရိုးသမီးလေးတယောက်လိုပဲစိတ်ခံစားခြင်းနဲ့ပြင်တော့မင်းသမီးဆိုရင်တော့မှထွက်နာရီပါအောင်မှတင်မှာကိုကလေးရောဇွဲလေးထုတ်တာရောအမျိုးဆုံးတွေရှောက်လုပ်တာရပါအောင်မှပေါ့နော်ကိုပညာကိုအရန်ပြခြင်းတာဟုတ်မဟုတ်ဘဲနဲ့သရိုးသမီးလိုပဲကိုဟိုရင်ရင်လေးနဲ့လှလှလေးဖြစ်သွားအောင်လို့ကိုဟိုပြင်ပေးထားတယ်အဲထွက်လာတဲ့ reset ကလေးကလည်းချိန်သက်စရာကောင်းတယ်ပေါ့နော်ဟုတ်